တထေးကြီးဥယောဆက်ရဲ့အိမ်တွင်းကျန်းဖတ်မှုတွေနဲ့ပတ်သက်ပြီးတမင်ဖြစ်သူဂျူလီယာဆက်ဖော်ထုတ်လာခဲ့တာတွေကအမှန်တွေသာဖြစ်ကြောင်းလူရှိထွက်ပြီးတော့ဖြည့်ရှင်းလာခဲ့ပြီဖြစ်တယ်။ဥယောဆက်ရဲ့ဇနီးဖြစ်ပြီးဂျူလီယာဆက်ရဲ့မိခင်ဖြစ်တဲ့ဒေါ်တီတာအောင်။ကျွန်မနာမည်ကဒေါ်တီတာအောင်ကိုခေါ်ပါတယ်။ Fire Canada ကလည်း analysis လုပ်ပေးနေတယ်။ ီယာဆက်ရဲမိမိလေးဖြစ်ပါတယ်။ဂျင်းကာဆက်ဆိုရဲတမီးလေးတယောက်နဲ့ဂျိုရှာဆက်ဆိုရဲတာလီတယောက်လည်းရှိပါတယ်။မကွန်ဘူးရှင်ပြောင်ဟိုတယ်ကဦးရောဆက်ရဲဇနီးလေးဖြစ်ပါတယ်။တကယ်တမ်းတော့ဒီအကြောင်းအရာလေးကိုရှင်းပြဖို့ရာအတွက်မီဒီယာလေးကိုဖိတ်ထားတာပါ။မီဒီယာလေးကမလာရေးချတော့ပါဘူး။အဲဒါကြောင့်ကျွန်တော်ကကျွန်မလေးတင်လာရတော့တာပါ။ မင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့လပိုင်းရက်တွင်းတုန်းကမိုးကုတ်တထေးကြီးဥယျာဆက်ရဲ့အိမ်တွင်းကျန်းဖတ်မှုတွေနဲ့ပတ်သက်ပြီးသမီးအရင်းဖြစ်သူဂျူလီယာဆက်ကလူမှုကွန်ရက်စာမျက်နှာကနေတဆင်နိုင်ငံလုံးသိအောင်ဖော်ထုတ်လာခဲ့တာဖြစ်ပါတယ်အဆိုပါဖြစ်စဉ်အပြီးမှာတော့ဥယောဆက်ကိုယ်တိုင်ကသူကအိမ်တွင်းစံဖတ်မှုပြုလုပ်ခဲ့သူမဟုတ်ကြောင်းဂျူလီယာဆက်ရဲ့မိခင်ဖြစ်သူဒေါ်တီတာအောင်ကိုသူရဲ့ရှေ့မှာနေပြန်လည်ဖြည့်ရှင်းခိုင်းခဲ့တာလည်းဖြစ်ပါတယ် ဒါပေမဲ့ဒီကနေ့မှာတော့ဥယောဆက်ရဲ့ဒုတိယဇနီးဖြစ်သူဒေါ်သီတာအောင်က သူမဟာဆယ်တန်းအရွယ်ကလေးကဥယောဆက်ရဲ့အလိုမတူပဲပေါင်းတင်ခြင်းကိုခံခဲ့ရကြောင်းဥယောဆက်ကအတင်းအဓမ္မလက်ထပ်ယူပြီးတဲ့နောက်တောရဲကအိမ်မှာဘသူနဲ့မှအတွေ့မခံပဲပိတ်လောင်ထားခဲ့ကြောင်းအော်ဒီရှင်ဖြစ်နေတဲ့သားလေးကိုဈေးကူသားခွင့်မပေးခဲ့သလိုတမီးငယ်လေးမှလည်းသူမကိုနှိပ်စက်နေတာတွေမြင်ပြီးစိတ်ရောဂါရနေခဲ့တယ်ဆိုတဲ့အကြောင်း ဥယောဆက်ဟာမူလာပြီဆိုရင်လေသူမကိုအမြဲလိုလိုနှိပ်စက်တတ်ပြီးသူစိတ်တူရင်တော့မှရှိတဲ့ပစ္စည်းနဲ့ကောက်ပေါက်တာမျိုးတွေလောက်တတ်တယ်ဆိုတဲ့အကြောင်းဥယောဆက်စီကသူမတို့သားမိတွေထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့လေပိုင်ဆိုင်သမျှပစ္စည်းတွေအပြင်မှတ်ပုံတင်ကအစာသိမ်းထားပြီးခိုးမှုနဲ့ပါရဲစခန်းမှာအမှုဖွင့်ထားလို့ဘလို့မှလုံးမရတော့လို့သာအခုလိုလူသိရှင်ကြားရှေ့ထွက်ပြောရတာဖြစ်ကြောင်းဒေါ်သီတာအောင်ကသူမရဲ့လူမှုကွန်ရက်စာမျက်နှာ Facebook အကောင့်ကနေအစာအဆုံးပြောပြလာခဲ့တာပဲဖြစ်ပါတယ် တဘောလုံစာလေးကိုတခဏတာနေပြောရမှာဖြစ်တာမို့အမပါလို့များတာဖြစ်တဲ့အတွက်စောင့်ကြည့်ပြီးမှပြောပါမယ်နော်ဒီစာရေးမှာဥပစေထဲလိုက်တဲ့နေစာပြီးရောကျူတဲ့စကူဘာမှမတင်တော့ဘူးကျမတားထားတာပါကျမပဲရအောင်မိမယ်ဆိုပြီးပြောထားခဲ့တာကျူတဲ့စကလည်းဘာမှမတင်တော့ပါဘူးဒါပေမဲ့အခုလို့ကျမထွက်ပြောရတာက ောက်တိုဘာလ19ရက်နေ့ကဂျူလီ19ရက်စကန်ကဖုံးဆက်လာပြီး66ကဂျီနဲ့အမှုဖွင့်လာတာဖြစ်လို့စကန်ကိုလာခဲ့ပါလို့ပြောလို့ဂျူလီဆက်သွားတဲ့ချိန်မှာပဲဖုံးသိမ်းခံရပြီးအာမခံလုပ်ခဲ့ရတာပါကျွန်မကတော့အာမခံနဲ့နေနေရတာပါဒါကြောင့်မလို့ခုလို့ထွက်ပြေးရတာပါကျမနဲ့ဦးရစတူရဲ့အိမ်အောင်စကြတဲ့ဖြစ်စဉ်လေးကနေစပြီးတော့ပြောပြချင်လို့ပါ1995ခုနှစ်3လပိုင်းခန့်ကကျမစင်ရောက်တဲ့နေ့မှာ ဦးရိုးစကအလုံးလုံးပြင်မပြောပြီးသူတပည့်ရင်းလေးကခေါ်ခိုင်းလို့အမေကလည်းအလုံးလုံးရမယ်ပြောလို့မသွားချင်လေသွားခဲ့ရတဲ့ချိန်မှာပဲကျမငိုရိုးတောင်းပန်နေရတာနဲ့အလုံးမတူဘဲနဲ့ဆက်ဆံခံခဲ့ရတာပါနောက်နေ့ကနေစပြီးတော့လေသူတပည့်လေးကိုခေါ်ခိုင်းပြီးမှစောအတင်းပေါင်းတင်ခဲ့တာပါအဲ့ချိန်မှာဦးရိုးစရဲ့အသက်က38နှစ်ကလေးလေး9ယောက်ရှိနေပါပြီလေးလောက်ကြာတဲ့အချိန်မှာ ကျွန်မအမေကတရားဝင်ယူဖို့ပြောတဲ့အခါမှာသူကသူသားအငယ်ဆုံးလေးကအတမပြေသေးဘူးသူသားအငယ်ဆုံး16နှစ်ရောက်တဲ့အခါကျရင်အခုရှာထားတဲ့စီပွားရေးတွေကိုသူတို့မိသားစုတွေအကုန်ထားခဲ့ပြီးရောနေဦးမင်္ဂလာဆောင်ယူပြီးမှနေနဲ့သူစီပွားရေးကိုစတင်ထောင်မှလို့ပြောခဲ့ပါတယ်ကျွန်မကဦးရဆိုင်ရဲ့စကားကိုရုံခဲ့ပြီးရောသူထထားတဲ့အိမ်မှာနေခဲ့ရတာပါသူထထားတဲ့အိမ်ကလူတွေပတ်ဝန်းကျင်ကြီး အင်းနာချင်းနေတယောက်မှမရှိပါဘူး။တိုးရက်အိမ်တိမ်မှာထားထားခဲ့တာပါ။အဲ့လိုတိုးရက်အိမ်မှာနေနေရင်းနဲ့ပဲ1998ခုနှစ်မှာကျူလန်ဆက်ကိုမွေးဖို့အတွက်ရန်ကုန်မှာတိုက်ခန့်ခြင်းနေတစ်ခုဝယ်ပေးခဲ့တာ။ကလေးလေးကိုကောက်ကိုပဲမွေးခိုင်းခဲ့တာပါ။သူကကျတော့သူ့ကိုတိတ်ခါရင်းနဲ့လူကြီးတွေကပြောမှဆိုလို့ဆိုပြီးမှ စည်းခံလိုက်ပို့တာလို့ဆရာဝန်အပ်ပေးတာလို့လုံးဝမရှိခဲ့ပါဘူး။ကျွန်မကကျွန်မပဲစည်းခံရှာဆရာဝန်ရှာပြီးတော့ကိုကိုပဲကလေးကိုဝေးခဲ့တာပါ။ဆေးဥစင်းနဲ့နေပါပဲ။တစ်ခေါက်ပဲလာကြိုပြီးတော့အဲ့တော်ရအိမ်ပါပဲ။ပြန်နေခိုင်းခဲ့တာပါ။ตัวเองจริงอ่ะนี่นี่พี่รอคุณตะเพมา secondary มาลีเนี่ยอลุษินเนี่ยဝင်แล้วแท้จูนลงเนี่ยสะสะเยนี่ขึ้นนี่เกยจ๋าบาบีไอ้โหลเนี่ยตะเพกก็ไม่ยาจี တစ်ဖက်ကသူ secondary တကယ်ပါလေးနဲ့ဖောက်ပြန်နေတဲ့ဒါကိုခံနေရတဲ့ချိန်မှာပဲကျွန်မကတော်ရအိမ်မှာကလေးလေးတယောက်နဲ့လေးနှစ်ကျော်နီးပါးထထခံခဲ့ရတာပါတောက်ကကိုစကိုခုနှစ်ဆယ်လပိုင်းမှာသူအမှုတွေဖြစ်ဖန်ခံရပြီးထောက်ကျသွားတဲ့အချိန်ထိသူဘာလုပ်တာသူဘာပိုင်ဆိုင်တာတွေကိုတခုမှပြောပြတိုင်ခင်ဖြစ်ခြင်းမရှိပါဘူးလက်ထက်မှာလည်းအစံလည်းတရားမှမပေးဘဲနဲ့လက်မဲ့ နှစ်နှစ်သမီးလေးနဲ့တော်ရအိမ်မှာ နေနေခဲ့ရတာပါ။တော်သွေးခွင့်လည်းလုံးဝမရှိခဲ့ပါဘူး။သူ့မယားကြီးရလည်းတော့မတွေ့ပါဘူး။သူ့ secondary တပည့်မလေးရပဲသူ့အမှုဖြစ်တယ်အမှုမိထီလိုက်သွားပြီးတော့တော်သွေးခွင့်ရခဲ့တာပါ။ဥရောဆက်ရထောင်ဝင်စားတွေကိုလည်းတူတူမလေးရပဲ UCP တွေ့ခဲ့တာပါ။၂000ခုနဲ့ရောက်တဲ့ချိန်ကျတော့ ကျူလီယာ၁၄ရာ၃နှစ်ပြည့်တော့ကြောင်းထားဖို့အတွက်ရန်ကုန်ကတိုက်ခန့်ချင်းကြီးထဲမှာသွားနေတာပါတိုက်ခန့်ချင်းကြီးကမီတာတောင်မတက်ထားပါဘူးဥရောဆက်တူမှထောက်ပံ့ပေးပို့လာတဲ့ထောက်ပံ့ငွေနဲ့ပဲတာမီရောင်းလုံးအောင်နေခဲ့ကြတာ2003ခုနှစ်ကျူလာ၁၆နှစ်တမီရောက်လာတော့ကျမတို့တောင်းလေးနှစ်ယောက်ဘလို့မှယက်တီနေနိုင်လို့မရအောင်ဒုက္ခဖြစ်နေတာမို့လို့တမီလေးလက်ကိုဆွဲပြီးမှရင်းစိထောင်ရှိထိသွားပြီးမှ သူနဲ့တွေ့လို့ရအောင်ကျွန်မကိုကျွန်မလုပ်ခဲ့တာကျွန်မပဲလုပ်ခဲ့တာအမှတွေ့ခွင့်ရပြီးတော့ထောင်ဝဆောင်ကိုတပတ်တစ်ခါတလားဒီချိန်ထောင်ဝဆောင်တွေ့ခဲ့ရပါထောင်ဝဆောင်တစ်ခါတွေ့ရင်အပန်းကားရိပိတ်တာ30ကျော်လောက်တယောက်ထည့်ချက်ပြုတ်ပြီးမှသူခိုင်းတယ်မြတ်အလုပ်တွေလုပ်ပြီးမှမညူမညင်းနဲ့ထောင်ဝဆောင်ပို့ပေးခဲ့ရပါ ဘူးလို့ဆက်ရထားမှာစာကိစ္စနဲ့ကလေးကိစ္စပဲအရေးကြီးဆုံးဆိုပြီးမှအခုလုံးခုစစ်စစ်လုပ်ပြီးခဲ့ရပါအဲ့ချိန်မှာတယောက်ကမှဘာကူညီလို့လဲကမေးရလူလာပေးတဲ့လူမရှိခဲ့ပါဘူးထောင်ဝင်စာပို့ရတာထောင်ပွားရတာလွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူးခေပောက်ကနေအထက်လူကြီးအထိစင်တီအောင်သူလို့အတားလို့လုပ်ပြီးခဲ့ရပါ 2017ဆေးလာပိုင်းသူထောင်ကြတာ12နှစ်နဲ့3လကျောက်တဲ့အချိန်မှာဖြစ်နေချင်တာအခွင့်နဲ့ထောင်ကနေသူပြန်လုခဲ့ရထောင်ကနေပြန်လုလာတဲ့အချိန်မှာလည်းအပြင်လောကနဲ့အဆက်အသွယ်ပြန်နေရမှုလို့ဟိုတက်နေတဲ့လောက်ပဲသူ့ကိုအကြီးပေးခဲ့ရပါထောင်ကနေလွတ်လာတဲ့အချိန်မှာပဲသူနဲ့အတူနေတိုင်းတိမ်ထဲမှာ အတူတူနေဘူးอ่ะတခါမှ အတူတူမနေဘူးအတူတူနေဘူးမှပဲ तू ကနာဆစစ်ဖြစ်မှန်း तू ကအရက်ကိုအလွန်ကျွန်းတောက်တတာတောက်ကင်းသွားမူပြီးရစ်တာရန်ရှာတာတော့ဝင်ကြောင်တာမဟုတ်မမှန်လေးဆွဆွဲတာအော်ဟစ်တောင်းချင်မှပစ္စည်းကိုကောက်ပေါက်တတဲ့ဟာလေးကိုအဲ့ချိန်ကျမှပဲစပြီးတည်လာရတာပထမဦးဆုံးတွေ့ခံရတဲ့အချိန်က2012စက်တင်ဘာလမှာ ူခေါ်လာတဲ့ဧည့်သည်တွေကိုဧည့်ခံခိုင်းကိုဧည့်ခံပြီးဟင်းထည့်ပေးတာကိုဧည့်သည်ပြန်လာတဲ့ချိန်မှာဟင်းထည့်ပေးလို့ဆိုမှတဝင်းချောင်းပြီးမှာဒီဧည့်သည်စားပါတဲ့သူစားပကံလုံးကြီးဆင့်ထက်ထားတဲ့စိတ်လုံးနဲ့နှစ်ဖူးကိုရိုက်ထည့်လိုက်တာအဲ့ဒီရဲ့သူစားပကံလေးလည်းအကုန်လုံးကွေရပြီးမှနှစ်ဖူးပေါက်သွားတာသူကြီးပန်းထွက်လာတာအဲ့ဆိုသူကြီးအရင်ထွက်နေရမလို့သူကြီးတိတ်ဖို့အတွက်တပည့်ထားယူတာကိုနောက်ကနေလိုက်လာပြီးမှညနာကိုတလက်ဆက် အတီးလေးနဲ့ထိုးတာကျမကငိုပြီးတောင်းမှန်ပေးမယ်မရဘူးအဲ့ဒါပထမဦးဆုံးအကြိမ်လက်ခံနေရတာအဲ့ဒါဒီမှာနှစ်ဖူးကွေးသွားတယ်ဒါပထမဦးဆုံးအကြိမ်ဒီနှစ်ဖူးကွေးသွားတယ်ဟာပြီးချင်းချင်းထွက်အောင်ရိုက်ပြီးတော့ဟောက်တန်နေတဲ့သူနည်းနည်းချိုက်ချိုက်အိပ်ပျော်သွားတဲ့အချိန်မှာပဲသွေးတွေတိတ်အောင်လုပ်ပြီးတော့သွေးတွေကိုကျွန်မတယောက်ထဲ တုတ်ခဲ့ရတာဒုတိယအချိန်ရိုက်ခံရတာလေသူ့ဧည့်သည်လေးကိုသူခိုင်းလို့တချင်းဆူပြရတာဧည့်သည်ပြန်သွားတဲ့အချိန်မှာဘာလို့တချင်းဆူပြရတာလဲဆိုပြီးတော့စစ်တာမေးတာခင်းနေတော့မှပဲလက်ထိုင်ကုန်ကြီးနဲ့ကောက်ပေါက်လိုက်တာအဲ့ဒါလေဒီမှာကိုရပါပြီးတော့သူချင်းချင်းထွက်ခဲ့ရတာအဲ့ဒါဒုတိယအချိန်တတိယအချိန်ကစီလူနာဟိုတယ်မှာသူတွေကိုအခန်းယူခိုင်းတာကို reservation တွေလုပ်ပြီးတော့ hotel ရောက်တဲ့ခါကျတော့ reservation ကနေပြီးတော့အပုံတင်တောင်းအခန်းတော့ယူလိုက်အောင်သူတို့အစင်းနဲ့လို့ဒီလိုစောင့်ခံရပါမလားဆိုပြီးမှအော်ဟိတောင်းချန်ဒီမှာစီလိုနာ hotel ဝင်နေမှာပဲရိုက်ခဲ့တာပါလာတမ냐ကားပေါ်ပစ္စည်းတွေနဲ့အကုန်ကောက်ပေါက်တာစရုပ်တော့အချိန်လုံးကကျတော့သူတာတကယ်ချင်းမင်္ဂလာဆောင်တစ်ခုသွားတာ ွားတော့မှာစီကားနဲ့သွားတာကိုအပြန်မှာအာတီကာကားနဲ့ကြိုလို့ဆိုပြီးမှာကားပေါ်တက်တာနဲ့ကားရှိခံနေပြီးမှာနောက်ခံလမ်းရိုက်တော့ထုံးထားတဲ့စလုံးကိုအကုန်လုံးပြုတ်ထွက်အင်ဂျင်ကျေသေးတယ်လေအကုန်ပြုတ်ထွက်ကုန်တာအတူတူကားမောင်းနေတာတူရှိမှာပဲရိုက်ခံခဲ့ရတာနောက်တစ်ချိန်တော့လေဂျူလီယာဆက်ကလေးကိုအမေရိကန်နေဖွဲ့ယူဖို့အတွက်အမေရိကန်တန်ရုံမှာအင်တာပေါ်အင်တာဗျူးတက်ဖြစ်ရတာ သူ့အင်တာဗျူးဖြေခိုင်းရမှာမလားသူ့အချက်ကိုခွဲရဲဆိုပြီးမှတာယုံရွှေမှာပဲဆဲဆိုပြီးမှစာရွက်တွေအားလုံးလွှတ်ပြပလိုက်တာအဲ့စာရွက်တွေတိတ်မကြံကောက်ရင်းနေပဲချက်နေခဲ့ရတာပိုင်ဆိုင်မှုပစ္စည်းဥစ္စာတွေနဲ့ပတ်သက်ရင်လည်းသူကအိမ်မှာတူတူမကို finance manager ယုံယုံမှာ manager ဖြစ်ခန့်လာတာအိမ်ကစာချုပ်စာရမ်းနေရာနေ ပန်ကိစ္စဝင်ဝင်ထွက်ဝင်တွေအားလုံးကြောင်းရည်ရတနာတွေမိခင်တတတော့အထိဖိုင်နဲ့ယုံကနေပဲစီမံခန့်ခွဲတာအဲ့ဒီရေးကလေးစရိတ်တွေကိုလည်းဥရောဆက်ရေးခွင့်ပြုချက်နဲ့ပဲဖိုင်နဲ့မန်နေဂျာစီကနေလက်မှတ်ထိုးပြီးမှထုတ်ရတာသူခွင့်ပြုချက်မရပဲနဲ့အမှထုတ်ယူပိုင်ခွင့်သုံးစွဲပိုင်ခွင့်မရှိဘူးအဲ့တော့ကျမတို့မှမဟုတ်ဘူးသူသားသမီးတွေအကုန်လုံးရောသူ့ရွှေမျိုးတွေအကုန်လုံးရောအဲ့လိုပဲလုပ်ရတာ ဒါကြောင့်မလို့ကျမပိုင်ဆိုင်နေဆိုတဲ့ပစ္စည်းတွေအကုန်လုံးကသူများနဲ့တန်းတူပေးထားတဲ့ဟာတွေကိုကျမမသုံးဖြစ်ဖဲနဲ့စုဆောင်ပြီးဝယ်ထားတယ်။ပစ္စည်းလေးကြီးပဲသူခွင့်ပြုချက်ရထားလို့ယူထားတဲ့ပစ္စည်းလေးကြီးပါပဲ။သူကစိတ်ပိုင်းဆိုင်ရာကိုယူပိုင်ဆိုင်ရာကိုတရားရာခိုင်နှုန်း control လုပ်တာ။ကိုယ်စိတ်အတိုင်းပဲနေလို့မရအောင်သူစိတ်အတိုင်းကြီးပဲနေကြရတာ။ပြဿနာမရှိလေပြဿနာရှာတာ။ ဘလို့မှရန်ကိုရှောင်လို့မရခဲ့ဘူးပြန်ရှင်းပြရင်လေသူ့နာရှိတဲ့ပစ္စည်းတွေနဲ့အကုန်ကောက်ပေါက်တာအဲ့ပစ္စည်းတွေကောက်အဲ့ပစ္စည်းတွေလည်းပဲကောက်ပေါက်တာမလို့ဒီကုလုံးလည်းညိုမဲဆွဲဖုန်းလေးဆိုလေကျွန်မရဲ့ဖုန်းလေးဆိုလေတလုံးပြီးတလုံးလိုက်ခွဲတာဒီထက်ကျန်လိုက်ဆိုရင်အိမ်ပေါ်ကနေမောင်းချတာဒီကျွန်မကိုအလောက်လုံးနေလေကျွန်မထင်တာက သူမမအောင်ကျမကပဲမားနေတာသူကရှာကျွေးနေရတာသူအရှိမနေနေရတာသူကမမအောင်ငါပဲမားနေငါပဲငါပဲပြင်ရမှာအားချောင်းမို့ကိုကိုကိုပဲပြင်တာနေတာထိုင်တာပြောရမယ့်စကားတွေကနေချက်ပြုတ်ချင်လို့ရတဲ့ဟင်းဒီတီဆက်နဲ့ပတ်သက်ရင်လေနေလားညလားလူရှိရလားတမီးလေးရှိရလားဘာမှမရှောင်ပဲနဲ့ဆက်ဆံခံရရတာမိုးလေးကနေအဲ့ရဝင်ချင်းကြီး သူအမေသူခွင့်ပြုချက်မရပဲဘာမှလုပ်လို့မရဘူးအမေနဲ့တုံ့ပြန်ကြောင်းလာလူတကာနဲ့ပေးစားနေတပည့်တွေနဲ့လည်းဆွဆွဲပြောဆုံးနေရညာရရခဲ့ရမအေးရပဲနဲ့နိုင်ပေါင်းများစွာစပိတ်ဒီမှာငားထောင်ပေးရတာဘာမှပြန်ပြောခွင့်မရှိဘူးပြန်ပြောရဲဆိုရင်မောက်ထုတ်ခံရရမှာအရှေ့ရအိတ်ခံပါလေအိတ်ခရရတဲ့အချိန်လေးလေမရှိမတွေ့နိုင်အောင်ပဲ လူများတွေပြောသလိုဥရောပကစိတ်နေပေါ်ဆိုအရန်ကောင်းတာဟုတ်ပါတယ်။လူမှုရေးလည်းအရန်ကောင်းတယ်။အဲ့ဝက်လည်းရမ်းကြည့်တယ်။လူတန်းတွေလည်းရဲရောတယ်။သူတို့ဘာဟုတ်လဲ။ကုညီပေးတတ်တာဆိုတာတကယ်ဟုတ်ပါတယ်။ကျမတို့ပုံမှာပဲမဟုတ်တာပါ။အပြင်ကလူတွေပုံမှာပြန်ပြောလို့မရတဲ့ဟာတွေကိုအိမ်ကကျမတို့အပေါ်မှာပဲဖောက်ထွက်တာ။ကောင်းတာတွေလည်းအများကြီးရှိပါတယ်။ကောင်းတာတွေနဲ့မညီများတဲ့ဒုက္ခတွေကိုလည်းခံခိုင်းတာပါ။တစ်ခေါက်ကဆိုရင်ကြောက်စိမ့်လုံးကြီးနဲ့ ကောက်ပေါက်တာဘယ်သူမှဝင်စရဲတားရဲရဲလို့မရှိဘူးသူလည်းစက်က55နှစ်တမီးလေးပဲရှိသေးတော့သူကြောက်ကြောက်ချင်တဲ့သူဝင်စွဲဝင်ကူခဲရတာပါတမီးလေးကျင်းကဆက်ဆိုလဲအရွယ်နဲ့မမြအောင်နေတိုင်းဒါဒီပဲမြင်တွေ့နေရတဲ့ခါကျတော့၈နှစ်တမီးလေးနဲ့ပဲစိတ်ချမ်းသာရေးစရာဝစီမှာသူ့ပြပေးခဲ့ရတာဒါလေးချောချွာဆိုရင်လဲအော်တစ်စင်ဆိုတော့သူကလက်မခံအောင်အော်တစ်စင်ဆိုတာကျတော့ အချိန်ရှိတော့ငေးတော့အချိန်မှပဲလေ့ကျင့်ရတာဖြစ်တဲ့အတွက်တော့လေ့ကျင့်တာလေလေ့ကျင့်နေဆရာဝန်ကယောက်ျားဆိုပြီးတော့တဝင်းချောင်းပြီးမှမတော်ရအောင်ဆိုမှပိတ်နေတော့တူတက်တင်တယ်လားမတူတက်ခဲ့ဘူးကျွန်မတော်လေးအော်ဒီစင်နဲ့ပတ်သက်ပြီးမှလေကျွန်မအမတိုင်နဲ့မန်ရှော့ပြီးမှဒီတိုင်းမကြည့်နေခဲ့ရတာဘာမှလုံးပိုင်ကိုမရှိဘဲသိပေမဲ့ 2019မှာသူလည်းဆက်တချောင်းပြီးတော့ရင်ကုန်ဟိုတယ်မှာသူ့ကိုမန်နေဂျာ position ရဲ့မန်နေဂျာအဖြစ်လုပ်ခိုင်းတာတော့တိတ်လုံးပေးလုပ်ခဲ့ရမဟုတ်တပတ်မှတစ်ခုရဲ့ position manager အဖြစ်ပဲသူ့ကိုပေးလုပ်ခဲ့တာသူဂျုံကနေအောက်တိုဘာလအထိလေးလလုပ်တဲ့ချိန်မှာသူဝဒနာမပါတာရောမမနဲ့ကပါတို့ရဲ့ရှင်ဖြစ်ပြီးဒီလိုအိမ်တွင်းရဲ့ အိတ်ကြီးကြီးကိုပြင်းပြင်းမြင်နေရတဲ့ခါကျတော့သူကညာဘက်တည်းအိတ်မပြောတော့ဘူးညာဘက်အိတ်မပြောလို့သူကဒီညာလေးကိုသူရှင်ဆိုင်ကျော်လွားဖို့ရအတွက်သူအိတ်စီးတွေတောက်ခဲ့ရတာတရက်တော့သူ့ဘက်ကသူ့ရဲ့ဒေဒီကိုအဲ့ခံဖို့အတွက်ခေါ်တော့သူကအိတ်စီးတောက်လွန်ထားတဲ့ဟာကိုမြင်ပြီးမှကျူလာဆက်ကိုရိုက်တယ် ူလည်းစိတ်ရခိုင်တဲ့ပစ္စည်းတွေလည်းအားလုံးရိုက်ခွဲမှာကလေးအကျောင်းလို့ထွက်ပြေးတာထွက်ပြေးတဲ့နေရာလေးအထိကိုလိုက်မှရိုက်တာလက်နဲ့မိလက်နဲ့ရိုက်လက်တီးနဲ့ထိုးပြီးမှကလေးအပြင်းရင်းနဲ့ကလေးလဲချတာလည်းလဲချတဲ့နေရာလေးမှာကျွန်တော်တင်တဲ့ချက်ပေါင်းများစွာပိတ်ကန့်ခံနေရတာကျွန်မတမီးလေးကျွန်မမျက်စိရှိမှရိုက်ခံနေရအောင်ကျွန်မဝင်လည်းမဆွဲရဝင်လည်းမတားရဝင်ယူမှမတောင်းမခဲ့ရတာ အဲ့နေရာမှာပဲယူလက်ဆက်ကသူ့ဘာဟိုတယ်ကနေဆင်းသွားပြီးမှသူသူများကုမ္ပဏီတွေမှာပဲလာခစားလုပ်တွေဝင်လို့လေသူကသူပဲရှာစားတော့ဟိုတယ်မှာလည်းသူအလုံးမလုံးတော့တာဖြစ်တဲ့အတွက်ထောက်ပံ့ချေတွေလည်းသူမရတော့2020မှာကိုဗစ်တွေဖြစ်တဲ့ခါကျတော့မကုတ်မှပြန်နေကြတာချင်းကြီးကလည်းမကုတ်မှပဲဇွန်နဲ့ကြောင်းလေးရာ ချိုချိုကတော့ကျွန်တော်လည်း autism ဆရာမရဲ့အခုအညီနဲ့ autism ဆရာမရဲ့လမ်းညွှန်မှုတွေနဲ့ပဲ autism ဆရာမတယောက်ငါပြီးတော့ home school လုပ်ပြီးမှစတင်ခိုင်းခဲ့ရအကျွန်မကပဲ2022ရောက်တော့ဒီနေ့ကအကြောင်းလေးပြန်ဖွင့်ဖို့ဦးရောဆက်ရခွင့်ပြုချက်နဲ့ပဲအကြောင်းပြန်အပ်ဖို့အတွက်ရန်ကုန်တက်လာခဲ့ရမပြန်ခင်ညမှာဂျူလီယာရဲ့ ကျမရဲ့မိန်းကလေးတကယ်ချင်းနှစ်ယောက်ရဲ့ဘာမှသွားပြီးစားခဲ့တာအိမ်ကသူခန့်ထားတဲ့ကားဒရိုင်ဘာပဲလိုက်ပို့ပေးပြီးကားပါကင်မှာပဲစောင့်နေခဲ့ရအဲ့တော့ည7:00နာရီမှာပြန်လာရပါမလားဆိုပြီးမှဖုန်းဆက်ပြီးမှပြဿနာရှာပြီးမှဘူဟိုတယ်ကနေညရင်းချင်းစေးပေးဖို့မောင်းထားခဲ့တာအဲ့ဒါကိုသူ့သားမျိုးမထွေးကိုဘိုင်ဘာကနေပြီးကောခေါ်ပြီးမှမောင်းချခဲ့ရ တုတ်တီးခောက်ရိုက်တန်နေတဲ့ချင်းချင်းတက်တက်ကိုငေါချခက်နေရတာအဲ့မှာလေကျမကငိုယူပြီးတောင်းမှန်လေမရနိုင်ဘူးတနားကြီးအတွင်းမယ်ပစ္စည်းအားလုံးသိမ်းဆိုပြီးမှဒီကောလေတစ်ဖက်ကခေါ်ပြီးမှကျမတို့အခန်းကားရှိမှာပဲရက်ပြီးဆောင်နေတာအဲ့ဒါကိုကျူလက်ဆက်ကလေးကဝင်ကူဝင်တာပေးအောင်လေသူ့သားငယ်ဆုံးကကျူလက်ဆက်ကိုပါချခဲ့တာ ကျွန်မသမီးလေးပါချခံနေရတော့လေရိုက်ခံနေရတော့လေကျွန်မဟိုဆန်နေတူတောင်းဘူးဘူးပြန်ပါတောင်းမှနေခဲ့တာကဖြူရီကစပီးထုတ်တဲ့ချိန်နှစ်နာရီနဲ့လေးနာရီထိဆိုတော့ကျမတို့လေးနာရီပြီးမှသွားမယ်ဆိုတာကိုလုံးဝမရခဲ့ပဲねကျမတို့ အဲ့ဒီညမှာပဲညပင်ကြီးဟိုတယ်ကနေဆင်းပြီးခရတာဒီတခါကျတော့ဥရောဆက်သားကိုရိုင်းကနင်းချတာရေဒီတခါကျူရီယာဆက်ကိုပါရိုက်လိုက်တာဆိုတဲ့ခါကျတော့ငါတို့လို့ပြန်ခေါ်လဲလို့မသွားချဆိုလို့ငါတို့ဒီရင်ကနေထွက်သွားဖို့အတွက်စူးစမ်းနေကြတာပဲလို့ဖောက်ကိုပဲရှာစားကြမယ်ဆိုမှချက်ချက်နဲ့စုံဖြတ်ခဲ့ကြတာသူခွင့်ပြုချက်နဲ့ပေးထားတဲ့ပစ္စည်းလေးကိုပဲရောင်းချပြီးတော့ဂျူလီယာဆက်က သူမြက်ကမှန်ငယ်တော့တိတက်လာတာသူမြက်ကမှန်တင်သွင်းဖြန့်ချီပြီးမှရောင်းရအောင်ဆိုမှကျွန်တော်တို့ကုမ္ပဏီထောင်ပြီးမှတင်သွင်းဖြန့်ချီကိုလုပ်ခဲ့ကြတာ2022ကလေကျွန်တော်တို့တာမီ3ယောက်ကရင်းကုန်မှာဥရောပစနစ်ပါလီကကျွန်တော်မူကုန်မှာနေခဲ့ကြတာသူနေ့ကပြန်အဆင်မပြေချင်တော့ကျွန်တော်ကိုယ်တိုင်လည်းပြန်မပေါင်းချင်တော့ အဲ့လိုနဲ့နေလာရင်းနဲ့မကုတ်ကလေးရံကုန်ကိုဥယျာစက2025ခုနှစ်မှာတက်လာတာတညမှာကျမတို့ကိုတကားလာခောက်တာအဲ့ဆိုကျမတကားခောက်တော့ဖွင့်ချိလိုက်တော့တပည့်ဝန်ထမ်းကြီးဟင်းလာပို့လာဆိုလို့ကျမတကားဖွင့်ပြီးယူလိုက်တာအဲ့မှာအဲ့လူကြီးကပုံးနေတာကနေအဲ့ဆိုအတင်းဝင်လာပြီးမှ ကျွန်မအတင်းဒီတိုက်ဆွဲခေါ်ပြီးမှအတင်းအားမအိတ်ဖို့ကြိုးစားတာကျွန်မမပေါင်းနိုင်တော့ဘူးလို့ပြောတဲ့ချိန်မှာသူကဒီမပေါင်းနိုင်ရင်ငါနာယူထားတဲ့ပစ္စည်းတွေအကုန်ပြန်ပေးဆိုပြီးမှစပြီးအကြမ်းဖက်လာတာကျွန်မတို့အိမ်ကမိခင်တက်တာုံလေသူ့ဟိုတရားတပည့်နေကျွန်မအခိုင်မှာယူသွားပြီးမှမိခင်တက်တာတွေကသူ့လိုချင်တဲ့ပစ္စည်းတွေရေကိုအကုန်ထုတ်သူ့လိုချင်တဲ့ဟာတွေအကုန်လုံးကိုပေးပါဖို့နဲ့မှထဲဓာတ်စီကောင်မှမရှိဖြစ်တာ ဲ့လိုလုပ်နေတဲ့ဟာတွေကိုလည်းဗီဒီယိုဖြိုက်ပြီးမှကြည့်ခိုင်းနေတာညတိုင်းခန်းထဲဝင်လာတာရိုက်နဲ့ဆဲဆိုးငါဘိုးကြီးဖြစ်သွားပြီမလို့နေရာမပေါင်းချင်တော့တာမလားဆိုပြီးမှလင်းစီချစီတောက်ခရီးရည်နဲ့လေ့ကျင့်ပြီးမှအကြည်မောင်များစွာကာမဆက်ဆံခံခဲ့ကြတာသူပေါင်ချင်းသုံးရာရင်းနဲ့တက်ဖြစ်ထားတဲ့ခါကျတော့ဘိုက်တီပါဆိုမျိုးမဲဆွဲပြီးမှဘိုက်တီပါနာကုန်တာ ဆိုတော့ကျွန်မကယုံလို့ဟိုဝင်နေတဲ့အတန်းလေးရိုင်းနေနေတဲ့အတန်းလေးကိုသူ့ဟိုတယ်ဝင်တဲ့နေရာကချားနေပြီမဲ့လေတယောက်မှချက်တောင်မကြည့်ရဘူးသူ့တာသမီးတွေရောသူ့တူတူမတွေရောသူ့ညီလေးတွေပါအကုန်လုံးသိရကျွန်မတို့နေတဲ့အိမ်ကလည်းတကားကြီးအားလုံးဖြတ်ပြီးမှချိတ်ပိတ်ပလိုက်တော့တာ CCTV တွေလည်းတက်သူ့ဟိုတယ်အတင်းလာနေခိုင်းလား ပေါ်တရနေရတဲ့အခန်းကိုလေအခန်းတကားရဲ့တော့လေးကိုအကုန်ရိုက်ဖြတ်ပြီးမှလုံးဝ privacy မရှိဘူးနော်ဘောနော်ဒီလိုတုံးဝင်လိုက်တာနဲ့ဒီလိုဖွင့်သွားအောင်ထိပဲဖြစ်အောင်ထိကျွန်မတို့အဲ့လိုနေခိုင်းကြရဘလို့မှစက်မနေနိုင်တော့မှတမီးလက်လေးကိုခေါ်ပြီးမှကျွန်မပိုင်တဲ့ပစ္စည်းတွေနဲ့ဒူဂျူလီယာဆက်နေတဲ့ကွန်ဒိုကိုထွက်ပြေးလာခဲ့ကြတာပါ သမီးလက်ကိုလည်းနေတဲ့ကြောင်ကနေထုတ်ပြီးတော့သူလက်ကနေလွတ်ဖို့အတွက်သူများလားကနေပတ်စံချိပြီးတော့ချိန်မိုက်မှာကြောင်တက်ဖို့အတွက်ပြင်ဆင်နေခဲ့ကြတာအဲ့တော့ဝိဝဆက်ကလူပြောင်းလူပြောင်းတယ်ဆိုမှအမှုဖွင့်ပြီးတော့ဂျူလီယာဆက်ကွန်ဒိုမှာရေးလေးလာရှာရတာအဲ့တော့ဂျူလီယာဆက်က စရေစခန်းတိလိုက်သွားပြီးမှသူ့အဖေနဲ့နှစ်နာရီကျော်ရှင်းခဲ့တာပြီးသူ့အဖေလည်းသူပြောခဲ့တာသူ့အမေကိုမနောင်ရှက်ဖို့နဲ့လွတ်လပ်ခွင့်ပေးဖို့အတွက်ပဲသူတောင်းဆိုခဲ့ရသူလည်းဆင်းနေတဲ့ကိုလို့မှမနေရတော့ပဲနဲ့မကီဝါဟိုတယ်မှာတာမီနီယောက်ပြောင်းပြီးမှနေခဲ့တာဒုတိယအကြိမ်ဒီစီခုံတော်မှုနဲ့အမှုထပ်ဖွင့်ခံရပြီးမှမကီဝါဟိုတယ်မှာလာဖမ်းခံခဲ့ရတာ။တာမီနီယောဟိုတယ်ထဲမှာ အခန်းထဲမှာနေနေလို့မဲဟိုတယ်ကဖုန်းဆက်လာပြီးမှအမနာမည်နဲ့ရေးဒီလာရှာတယ်လို့ဖုန်းဖြစ်နေလို့မှာပဲတကားလေးစက်တိုက်ခောက်ဘဲလေးစက်တိုက်ဒီနေရတယ်ထောက်ဖွင့်ကြည့်လိုက်တဲ့အချိန်ကျတော့ဟိုတယ်မန်နေဂျာရေဝန်ထမ်းတွေရေအယဝိရေတွေဝင်လာပြီးမှပစ္စည်းခုံလို့နဲ့အမှုဖွင့်ထားတာဆိုမှလာဖန်းတာရေစခန်းကိုလိုက်ခဲ့ပြီးဆိုပြီးမှ ပြောတာဥရောစက်ကလည်းဝင်လာပြီးမှဟုတ်တယ်သူပဲ ခေါ်တော့တော့စကန်းကိုဆိုမှပြောတာကျမလည်းဥပဒေကိုယုံကြည်ပြီးမှယုံကြည်စွာနဲ့လိုက်သွားခဲ့တာစကန်းရောက်တဲ့အချိန်မှာစကန်းမူကတိုင်ကျဲဖွင့်ထားတယ်အမှုတွေကိုအချောင်ပြိုင်မှာဒီမှာဒီနေယူသွားတဲ့ပစ္စည်းတွေပြင်မှာလည်းပြင်မှာတယောင်းထားတာလည်းပြင်မှာထားပတ်ထားတာလည်းထုတ်ပေးဆိုမှပြောတာတကယ်လို့နေကိုမထုတ်ပေးရင်နေကိုဖမ်းထားလိုက်မှာတကယ်လို့ဖမ်းထားတော့မှနေကမထုတ်ပေးနိုင်ဘူးဆိုရင်ဒီမှာတရားရဲ့ဥပဒေဆိုတာရှိတယ်စောက်ထမကြီးထားတဲ့ဖက်ကြီးဆိုမှစောက်ဖက်ခိုင်းတာပါ ထောက်ခွန်းတတိကြခိုင်ကြခံနိုင်တယ်ဆိုမှပြောတာအဲ့လိုစစ်နေတော့မှာပဲဥရောစကဝင်လာပြီးမှဒေါ်ရားနေစကမှုရှိမှပြောဆိုမှကျွန်မလက်ကိုရိုက်လိုက်ပြီးမှသူခိုးသွားတဲ့ပစ္စည်းတွေမပေးနိုင်လို့ဆရာရှာဆက်လို့ဆိုမှပြောတာစကံကလည်းတောင်းပန်လိုက်လေနင်သူ့တောင်းပန်လိုက်လေဒီကိစ္စကနင်သူ့တောင်းပန်လိုက်ပြီးသွားမှာပဲယောက်ျားကြီးပါကြိုက်တက်တယ်ဆိုတာနင်သိရမလားဆိုမှပြောပြီးမှသူပြန်ခါနေဖက်နှက်ကစောင်းနေတဲ့ဟာကိုတဲ့ပေးလိုက်ဆိုမှခိုင်းတာစကံမှုရှိမှပဲသူ့ဖက်နှက်ကို ပြန်ပြီးမှထည့်ပေးခဲ့ရတာအမှုရရှင်ဆိုင်မှုအတွက်အမခံလုံးနေတော့မှာပဲသူ့ရဲ့အုပ်ကတင်ညာကအမကိုအချုပ်တွေမှာအိတ်ခံထားတာအမမှာပါလာတယ်ပစံအိတ်ဒီဖုန်းကိုတင်ခံထားတာကျွန်တော်တို့ကမလုပ်ပါဘူးဆိုမှပဲပြောတာအမခံရရင်မှပြန်လို့ရပြီဆိုမှပြန်လာတာမကီဝါဟိုတယ်ရောက်တဲ့ခါကျတော့တမီးလက်ကလေးကိုခေါ်သွားကြပြီးမှ ကျွန်တော်ရဲ့ပစ္စည်းတွေလည်းတခုမှမကျန်တော့ပဲတင်သွားကြတာအဝတ်တစ်ထည့်ကိုတခုနဲ့ပဲချက်နေတာကျွန်တော်အထက်ကပြောထားသလိုပဲဥရောဆက်ရခွင့်ပြုခြင်းနဲ့ရထားတယ်ကျွန်မမသုံးမင်းနဲ့စုထားတယ်ကျွန်မရဲ့လက်ဝတ်ရတနာလေးတွေရဲ့အင်ဂျီအဝတ်အစားတွေရဲ့စာချုပ်စာတမ်းအချို့ရဲ့မပုံတည်ရဲ့စမတ်ကတ်ရဲ့ရမောင်းငါးစင်ရဲ့ပတ်စပို့ရဲ့အားလုံးကိုတို့ဥရောဆက်ကတင်သွားတာ ူတို့ပိုင်တဲ့ပစ္စည်းဆိုရင်ဘာတစ်ခုမှမယူခဲ့ဘူး။သူကပစ္စည်းတွေပြန်ရချင်ရင်သူနဲ့ပြန်ပေါင်းဆိုမှညှိရ။ကျမကပြန်မပေါင်းချင်တော့ဘူး။အိမ်ပေါ်လည်းပြန်မတက်ချင်တော့ဘူး။အိမ်ပေါ်ပြန်တက်ရင်အညိုးတွေနဲ့ဘယ်နှစတော့မှနှိစက်ခံရမှာလည်းမသိပါဘူးရှင်။သူတိတ်ခါသူကြိုးစားတိဆောက်ခဲ့တဲ့သူ့ဘဝကိုပြောလိုက်ရင်ပျက်စီးသွားမှာဆိုပြီးမှနှိစက်ခံနေရတဲ့ခေတ်ကနေမပြောရက်ဖက်နဲ့နှစ်ပေါင်းများစွာကြာခဲ့တာပါ။ တကယ်တော့ဒါတွေကိုကျမကရောဂျူလီယာဆက်ကရောလုံးဝပြောဖို့စိတ်ကိုမရှိပါဘူးတိတ်တိတ်ကလေးပဲအဝေးကိုထွက်ပြေးခဲ့ကြတာပါဥယောဆက်ကအမှုတွေဖွင့်မပုံတင်မရှိစမကတ်မရှိအဝေးတစ်ထည့်ပို့တစ်ခုထိဖြစ်အောင်လုပ်လိုက်လို့ပြောရတော့တာပါတကယ်တော့ကိုရဲ့အိမ်တွင်းရင်းမိသားစုအရေးကိုပြောရတာအရင်ရှက်ပါတယ်အမှန်တရားအတွက်အတင်းပြီးရင်ဆိုင်နေရပါတယ်ငွေအားလူအားအတိုင်းဝိုင်းအားမရှိပါဘူးတာမင်းယောက်ထင်ရှိရပါပါ ကျွန်မတို့ဘက်ကလင်နာခေယံမှုတွေအတွက်တရားစွဲဆိုဆောင်ရွက်တာအခုထိမရှိပါဘူးဥယောဆက်ဖက်ကပဲကျွန်မနဲ့တမီလေးကိုတရားစွဲဆိုထားတာပါရှင်